လူကတ်ဆိုတဲ့ကောင်ကဒီမတာဂျန်ဂလာထားဆောင်ရင်အာလီဒမ်းမေများပြီးတော့တာတဲ့တင်းဖိုက်ဒီမှာအသာဆော့လို့ရတယ်အခုလိုမျိုးမထင်မထင်သလိုဒီကောင်စီက damage output အများကြီးထွက်တယ်ဒီကောင်ရဲ့ form ပြောင်းပြီးတော့ light လုံးနဲ့အကွက်ကလက်ရှိမတာမှာတော်တော်လေး OP တယ်အဲ့ဒါကြောင့်လဲ MPA Indo Philippines တွေမှာ Lucas Jangala ကိုမှ damage ထည့်ပြီးတော့ light လုံးနဲ့အကွက်ကတော်တော်လေး pirate များလာတာအဲ့ထဲမှာမှ YG ဆိုတဲ့အသင်းကဒီ Lucas နဲ့ light လုံးနဲ့အကွက်ကို ဘလို့လေး control ရမလဲဆိုတာတော်တော်လေးနားလေတယ် Falcon eSport အနေနဲ့ YG နဲ့တွေ့တဲ့ပွဲမှာ game 1 game 2 game 3သုံးပွဲစတိုက်ဒီ Lucas Jungler ကိုတည်ပြီးတော့စော့သွားတာတွေ့လိုက်မယ်အဲ့ထဲမှာမှ YG နိုင်သွားတဲ့ Game 1နဲ့ Game 3အကြောင်းအရင်ပြောမယ်အရင်ဆုံးကလမအနေနဲ့သူ့ရဲ့ Lucas Draft ကိုတော်တော်လေး confident ရှိတယ်ဆိုတာသိတာတယ် Fanny First Pick ရတာတောင်မှမယူဘဲနဲ့ထည့်ပေးပြီးတော့ Lucas Valant တွဲယူသွားတာ Falcon ဘက်ကအပေါ်3 pick ကအဆင်ပြေတယ် ဒါပေမဲ့ second phase နှစ်ခု high loss နဲ့ tiger ရဲ့ကနည်းနည်းလောဘကြီးသလိုခံစားရတယ်။ starter မှာ death ဆိုင်မယ်ဆိုလို့ရှိရင်တော့ဟုတ်တယ်ဖယ်ကွန်ကတားတယ်ဆိုပေမဲ့ in game ကိုကြည့်မယ်ဆိုရင်တစ်ဖက်ကိုခါလီယာနဲ့ cc ပေးထားရတော့ခါလီယာကသူ့ထိုးတာသွေးပြန်တတ်တာဘာညာနဲ့ဆိုရင် tiger ရဲ့နဲ့ရှင်ရင်အားလီအများကြီးတားသလိုတစ်ဖက်က cc ကလည်း high loss ကိုအားလုံးသိတဲ့အတိုင်းလိန်နဲ့မှတ်ချက်မှာနိုင်ပြီးသား0မိနစ်မှာ မစ်ချူကလည်းနှိမ့်တယ် EXP ကလည်းနှိမ့်တယ်အဲ့ဒါအပြင်ကိုဟန်ရဲ့ fan နေ play ဟန်အနေနဲ့စလာတဲ့က2 buff 2တောင်မစားဘဲနဲ့ king ကောင်တို့ဘာလို့ short တို့မျိုးသူများဘက်က buff ကို retreat ပောက်ပြီးလာလူစားတယ် lucas ဆိုတော့တိတဲ့အတိုင်း liverpool မရခင်အထိကဒီကောင်ကဘာမှမဟုတ်ဘူးအဲ့ဒီတိုင်ပင်အတွင်းမှာအပေါ်ချန်ကဲဆုံးအပြင် dash အောက်ဆင်းသွားတော့လေအောက်ကအစိမ်းအသေးကိုထပ် pressure လာပြီးစသဖြင့်ဒါမျိုး aggressive play ရဟန်ရဲ့ movement လမ်းလျှောက်တာတွေဘာတွေကိုကြည့်မယ်ဆိုရင်လည်း spending energy ကိုတော်တော်လေးချွတ်ချွတ်တက်တာသုံးသက်တယ်အဓိကအားလေးအဲ့လိုဆော့လို့ရတယ်ဆိုတာ mid juro နှစ်ကောင်နဲ့ ESP ကတော်တော်လေးနိုင်နေလို့ပါတယ်အဲ့တော့တာတယ်ချမဲ့ draft က fast တာတယ်လဲလစ်သွားတယ်အစိုးဆုံးက hero k ပါထပ်ပေးရတာ yg ဘက်ကတာသွားတာနဲ့အမျှအသေးလိုက်ဖိတယ် lucas လိုကောင်မျိုးကို level 4မရခင်0 minute plan မှာတီးထားနိုင်မယ်ဆိုရင်အဲ့ကောင်ကအမိုက်ဖြစ်သွားပြီဒီပွဲကတော့တော်တော် ပြတ်တယ် falcon ဘက်ကဘဲဥတော်မကွဲဘူးပြီးတော့ game 3 ဂိမ်းထရီမှာကလမအနေနဲ့တစ်ဖက်ကိုဖန်နီမော့စ်ကိုပေးတယ်ကျွန်တော်ကိုအဲ့ဒီဆက်ပလစ်တာနှစ်ကောင်တစ်ချက်မှတ်ထားပြီးဖယ်ကွန်ဘက်ကတော့ခုနကလူကတ်ဒရက်ပဲထပ်တည်တယ်ဒါပေမဲ့မတူတာကဂိမ်းဝမ်းကလိုမျိုးမဖြစ်အောင်မစ်ကိုတာဖို့ခါလီယာရွန်နဲ့ကိုမှဂျောဟတ်ချောင်းပိတ်ပေးထားတယ်ပြီးတော့ဗဇာနာနဲ့ဆိုတော့တာတယ်ချမယ်ဂရန်ဂျာနဲ့စတစ်ပြီးတော့အာလီတူမစ်ဂိမ်းအပိုင်ဆော့မယ်တစ်ဖက်ကဝိုင်းဂျီကကြတော့လက်စ်ပစ်ကာမလာစီစီလီယွန်ကာမလာကိုမှ ဆပ်ပလီတာနှစ်ကောင်နဲ့တွဲထားတာစီစီလီယွန်ကာမလာရဲ့တဘောတရားကကာမလာသွေးနှဲနေလို့ရှိရင်နောက်ကစီစီလီယွန်ပြန်စိတ်ပေးလို့ရတယ်ဒီချက်ကဘတ်တယ်တစ်ခုကိုဒဲသွေးကြီးဆိုင်မဲ့အစားတင်းဖိုက်ကိုအချိန်တစ်ခုဆွဲပြီးတော့ဆိုင်လို့ရတယ်အဲ့ဒါအပြင်ရင်းကိုတိုင်ကလည်းဟစ်တာသူဟီးရိုးကလည်းသွေးပြန်ဖြည့်တာဘာညာနဲ့ဘတ်တယ်ဆွဲဆိုင်လို့ကောင်းတဲ့ဟီးရိုးပဲဒီမှာဆိုရင်ဘတ်တယ်တွေတာဖြစ်နေတာ တကယ်တကယ်တိုင်းကျတော့ YG ဘက်ကဘယ်သူမှအကြဆုံးမရှိဘူးအဲ့ဒီအချိန်အတွင်းမှာ splitter တွေအနေနဲ့ farming space ရှာလို့ရမယ် lane control လို့ရမယ်အများကြီးလုပ်လို့ရတယ်ဒီမှာဆိုရင် stage က go shi အပြည့်နေပါရသွားပြီအဲ့ဒီလိုမျိုး lucas နဲ့တာတယ်ချမဲ့ pit တွေကို ali battle ကိုအချိန်ဆွဲပြီးတော့ split ဆော့လို့ရတယ်နောက်ထပ် Camela Sicilian ကတော်တော်အာရုံနောက်တယ်ရှေ့မှာပြောသလိုဘတယ်မှာအချိန်လဲဆွဲလို့ရတယ်အဲ့ဒါအပြင် ကိစ္စရဲ့ခါလီယာ pick off မယ်ဆိုရင်တော့မှစီစီလီယွန်ပြန် save hero ကမပြတ်ရှုပ်ကုန်哦တကယ်လို့ကိစ္စအနေနဲ့ hater ဖြစ်ဖြစ်တခြားကောင်ကိုဖမ်းမယ်ဆိုရင်တော့မှ AOE ဘက်ကစတန်ကာမလာထောက်ထားပြီးသားဂျန်နာကတော့ brother တို့တိပြီးသားအတိုင်းပဲဆန့်ကျင်ဘက်လိန်ကိုတောက်လျှောက် push တယ် falcon ဘက်ကလိန်လာရှင်းလို့ vision ပေါ်ပြီးဆိုတာနဲ့ဒီဘက်ကို team fight ကိုပြေးဆိုင်လိုက်တယ် ဒါကတော့အရင် မော်စကိုမာခရိုပလေးစောတဲ့ပုံစံအတိုင်းပဲအဓိက ပြဿနာကဖယ်ကွန်မာသင်းဖိုက်ဟီးရိုးတွေပဲအတာယူထားတော့မော်စကို ဖန်နီမိုဘိုင်လတီကိုလိုက်ပြီးတော့လိန်ပုရှ်မဲ့ကောင်မရှိဘူးဒီမှာဆိုလဲစီစီကိုဖန်နီထားခဲ့ပြီးတော့ဘတ်လာဆိုင်တာပဲစီစီကဘာမှလုပ်လို့မရဘူးကြံခဲ့ရတာပဲအဲ့ဒီလိုမျိုး YG ဘက်ကမော်စကိုဖန်နီနှစ်ကောင်ကစိုက်လိန်နှစ်ဖက်ကိုဒဘယ်စပလစ်တင်ပုံစံမျိုးတွားတယ်လိန်ရှင်းတာနဲ့တင်ပွဲကပီးလူနေပါဖြစ်သွားတာအခုမှတမှာကျန်းနေတဲ့လူကတ်စ်ပစ်ကို YG ဘယ်လိုရှင်းခဲ့လဲဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ Gain Number 2ကိုတော့ Falcon ရဲ့ chip နဲ့ပတ်သက်ပြီးတော့ပြောပေါင်းလဲမနေတော့ဘူးဆိုတော့မပြောတော့ဘူးကိုယ်တိုင်ပဲသွားကြည့်ကြတော့အဆောင်တိကြည့်ရှုပေးရတူတောက်ချင်းစတိုင်ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ KC ပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့ Bye bye